wait 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 အမေရိကမှာကမ္ဘာမြေပေါ်မှာမရှိတဲ့နိုင်ငံတစ်ခုကနေပြီးတော့ passport တစ်ခုကိုင်လာပြီးအမျိုးသမီးတယောက်ဝယ်လာတယ်ဆိုပြီးတရင်တစ်ခုပြန်နေနေတယ်။အဲ့တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသွားမယ်။ video မတော့ခင်မှာကျွန်တော်ဗီဒီယိုမှာကြော်ညာထည့်နေတာဖြစ်ဖြစ်ကျွန်တော်ချက်တယ်ပါတင်းတက်ကြော်ညာနေတာဖြစ်ဖြစ်ဒီ follow မှာဆက်သွယ်လို့ရ။ ဒီဗီဒီယိုပါဒီဗီဒီယို TikTok မှာတော်တော်လေးပြန်နေတာကြာပြီကျွန်တော်တို့လည်းလာမေးနေရလဲတော်တော်လေးကိုကြားနေပြီဆိုတော့ဒီဗီဒီယိုအကြောင်းကိုကျွန်တော်အရင်ဆုံးပြပြပေးမယ်ဒီဗီဒီယိုမှာဆိုရင်အမေရိကနယူးယောက်မှာရှိတယ်လေငွင်းတစ်ခုကိုဒီအမျိုးသမီးက passport အတုတစ်ခုနဲ့ရောက်လာတယ် passport အတုဆိုတာတော့မဟုတ်ဘူးဆိုတော့သူကဘာမှာကဘာမြေပုံမှာမရှိတဲ့ passport တစ်ခုကိုကင်ပြီးတော့ immigration officer ကိုတပ်ပြောတယ်ဆိုပြီးလာတယ်ဗျာဆိုတော့ immigration officer ကြည့်ပြီးတော့ဒီ passport ကဘယ်နိုင်ငံ passport လဲဆိုပြီးပြန်မေးတယ် ် immigration officer မေးတော့ဒီအမျိုးသမီးက transfer ဆိုတဲ့နိုင်ငံကလာတာပါဆိုပြီးပြောတယ်ဆိုတော့အဲ့အမျိုးသမီးကမေးဒီ transfer ဆိုတဲ့နိုင်ငံဘယ်နိုင်ငံလဲကမ္ဘာမြေပေါ်မှာလောက်တစ်ချက်လောက်ပြဆိုပြီးပြောတယ်ပြီးတော့ဒီအမျိုးသမီးက transit နဲ့လာတာဗျာဆိုတော့ Japan Tokyo ကနေပြီးတော့ transit နဲ့လာတာဆိုပြီးပြောတယ်အဲ့အချိန်မှာကမ္ဘာမြေကိုသူကြည့်လိုက်တဲ့အချိန်မှာဒါကကမ္ဘာမြေပေါ်ကတခြားကမ္ဘာရောက်နေတာပဲဆိုပြီးတော့ဒီအမျိုးသမီးကဒီအမျိုးသမီးပုံစံကိုကြည့်လိုက်မယ်ဆိုရင်ဒါဟိဂျာ့ပွေထားတဲ့ Israel โอเคสอดดีวิดีโอจ้องจนเราถัดไปเล่นละจิในประมาณดีวิดีโอตะเกะตะเกะเป้อเมริกามาไอเคสဖြစ်တာလားဆိုပြီးကျွန်တော်ထပ်လေ့လာကြည့်တကယ်လို့ไอเคสတကယ်အမေရိကမှာဖြစ်တယ်ဆိုရင်ကမ္ဘာသတင်းမီဒီယာတွေဖြစ်တဲ့ CNN တွေ BBC တွေဘာလို့စပိတ်နေရလဲစဉ်းစားကြရအောင်ဆိုတော့ကျွန်တော်တို့ဒါ random video တခု TikTok မှာမြင်လာတဲ့ဒါအမှန်ဆိုပြီးကျွန်တော်ယူလို့မရအောင် The Daily Media ရဲ့ official blue magnet တင်ထားတဲ့ channel တွေတဲ့က blue တင်ထားလေဘာလို့ဆိုအဲ့လိုနေရာတွေက fake မပြောဘူးဗျာ ကဘာ CNN သတင်းတွေရှိတယ်ဆိုတော့အဲ့ဒီသတင်းတွေမှကျွန်တော်တို့တွက်ကြည့်ကြည့်ပါဆိုတော့အဲ့ဒီသတင်းတွေမှာဘာမှတင်လာတာမတွေ့ရတဲ့အတွက်ကျွန်တော်ကိုယ်တိုင်ရဲ့ review ရဲ့ result analyze လုပ်ကြည့်တယ်စစတွေ့တဲ့ချိန်မှာကျွန်တော်ကိုယ်တိုင်ရုံသွားတယ်အတကယ်ကြီးပဲလို့ဖြစ်လာလားတကယ်ပဲတခြားအတိုင်း travel လာလားတခြား universe တစ်ခုကရောက်လာလားလားပြဂျပန်ကနေပြီးတော့အဲ့လိုလာရဲ့ဗျာဆိုတော့ကျွန်တော်တို့ကဘာပုံစံမျိုးပဲတခြားကဘာတစ်ခုရှိနေရလားဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအများကြီးဖြေပေးသွားတယ်ဘတ်ကျွန်တော်တေချာပြီးထက်ထက်ဝင်လေ့လာကြည့်လိုက်တဲ့အပေါ်မှာဒီ video အကုန်လုံးက fake deep fake နဲ့ AI ရဲ့နည်းပညာအသုံးပြုပြီးတော့လုပ်ထားတဲ့ video တခုဆိုတော့အဲ့မှာကျွန်တော်ပြောရမယ်ဆိုရင်ဒီမျိုးသမီးကဂျပန်ကနေလာတယ်ဆိုတော့ဒီလို case မျိုးဂျပန်နိုင်ငံမှာတကယ်ဖြစ်ခဲ့ ው တယ်ဆိုတော့အဲ့ case ကိုကျွန်တော်အသေးစိတ်ပြပြရမယ်ဆိုရင်1954ဝန်းကျင်မှာဂျပန်နိုင်ငံရဲ့တိုကျိုမြို့ကိုလေယာဉ်စီးဆိုင်လာတယ်အဲ့လေယာဉ်မှာပါလာတဲ့အမျိုးသားတစ်ယောက်ဟာ အဲ့အတိုင်းပဲဆိုတော့ကျွန်တော်တို့ဒါ tonzer ဆိုတဲ့နိုင်ငံကနေလာလာပါဆိုပြီးတော့အဲ့လိုမျိုးကမ္ဘာ map တွေထုတ်ပြဒီခုနကျွန်တော်တို့ပြောတဲ့အမျိုးသမီးဖြစ်စေပဲအဲ့ချက်မှာဒီလိုကပြပြတယ်ငါတခြားကဘာလာလာဆိုတော့ဒါပေမဲ့အဲ့လိုကတကယ် freight passport ကိုခိုင်းပြီးဂျပန်နိုင်ငံနဲ့ဝေမှုကြိုးစားတာဒါပေမဲ့ဂျပန်နိုင်ငံကဖမ်းမိသွားတယ်ဒါတော့ဒါကျွန်တော်တို့ history မှာရှိတဲ့ case ပါကျွန်တော်ဒီ passport ကိုတက်ကြည့်မယ်ဆိုရင်အဲ့လိုရဲအဲ့လိုတုံးထားတဲ့ passport ကိုကျွန်တော်တို့တက်ကြည့်မယ်ဆိုရင်ဗျာဆိုအဲ့ passport မှာ physical visa ကြီးလည်းအများကြီးရှိတယ် တော့အထက်မှာပါတဲ့ visa stamp တွေ visa တွေပြီးတော့နိုင်ငံခြားကိုဝယ်တဝင်းတိုင်းကတိုင်းကထွက်လာတဲ့ stamp တွေအများကြီးရှိတယ်ဗျာဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အပေါ်မှာအကုန်လုံးကလည်းထည့်သွားတယ်တကယ်ပဲ passport တကယ်ပဲအဲ့နိုင်ငံကပဲလာလာပြီးတော့ဒီ passport အတုမှန်မသိအောင်ကွာသူတို့တေချာလေးပြင်ဆင်လာတယ်အထက်မှာရှိတဲ့ chip တွေ watermark တွေဆိုတော့ passport ရဲ့ hologram တွေအကုန်လုံးတေချာထက်ထက်ဝင်ဝင်ကိုစီစဉ်ထားတယ်ဒါပေမဲ့အဲ့ဒါ fake passport စဉ်းစားကြည့်ပါဗျာကျွန်တော်တို့ကတခြားကဘာနေပြီးတော့ဥပမာကျွန်တော်ပြောပြမယ်အဲ့ကိစ္စကျွန်တော်လက်ထဲရောက်လာတယ်ဆိုရင်ကျွန်တော်ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲဆိုပြီးကျွန်တော်နဲ့ image လောက်လာโอเคဒီမျိုးသမီးကကျွန်တော် passport လာပေးတယ်ကျွန်တော် officer တယောက်အနေနဲ့ကျွန်တော်လှမ်းကြည့်မယ်ဆိုရင်ဒီမျိုးသမီးဘယ်လေလိုင်းနဲ့လာတာလဲဒီမျိုးသမီးလာတဲ့လေလိုင်းမှာဒီမျိုးသမီးတယောက်ပဲပါလာတာလားဒါမှမဟုတ်အများနဲ့လာတာလားโอเคကျွန်တော်ဖတ်လိုက်ရတဲ့တွင်မှာဂျပန်ကနေပြီး transit နဲ့သူရောက်လာတယ်အမေရိကရဲ့ New York ကရှိရဲ့အာ airport တစ်ခုသူရှောက်လာတယ်အဲရောက်လာတဲ့အခါမှာဘယ်လေလိုင်းကနေလာတာလဲအဲ ticket ကသူဘယ်ရဖြတ်တာလဲ ဘယ်နိုင်ငံတွေထွက်စေဝင်လာโอเคဂျပန်လာတယ်ဆိုရင်ဂျပန်ရဲ့အဲ့တူဝင်လာတဲ့တူချိုကလာတယ်ဆိုရင်တူချိုရဲ့လေစိတ်ွေးဖုန်းနံပါတ်တခါရင်ဖလန်းယူပြီးတခါရင်လက်ဆက်ကဒီမျိုးသမီးတော့မင်းတို့နိုင်ငံထွက်စေကလာတယ်မင်းတို့လှုပ်ပေးလိုက်တာလားဘယ်လိုမျိုးလဲအချင်းတွေကဘယ်လိုမျိုးလဲအဲ့လိုမျိုးတွေ case တွေကအများကြီးရှိတယ်ဗျာဆိုတော့ဒါတိတိလေးမဟုတ်ဘူးဒီ case ကလူဘာမှမသိတဲ့လူတယောက်ကဘာမှမသိတဲ့ passport တစ်ခုကိုင်လာပြီးဘာမှမသိတဲ့နိုင်ငံကိုတွားပြီးတော့ဒီနိုင်ငံလာတာပါဆိုပြီးပြောလို့မရဘူးဗျာဒါခလီကစားစရာလည်းမဟုတ်ဘူးဟို time travel ကြီးကျွန်တော်တို့ဒါတခြား universe တွေက ဟိုကျွန်တော်ရှိနေရှိနိုင်တယ်မရှိလည်းမရှိနိုင်ဘူးဗျာဆိုတော့ကျွန်တော်ပြောချင်တာသဘောပေါက်မယ်ထင်တယ်အရင်ဒီကိစ္စတွေဖြစ်လာပြီဆိုရင်အာဒီကိစ္စကလည်းဒါအရင်တော့ဖြစ်ခဲ့တဲ့ကိစ္စတခုလုံခဲ့တဲ့အာနှစ်ပေါင်းများစွာဖြစ်ခဲ့တဲ့ကိစ္စတခုကိုပဲသူ reference ယူပြီးတော့ဒီပုံစံတကယ်ဖြစ်တာပါဆိုပြီး be fake နဲ့ AI နဲ့ပညာအသုံးပြုပြီးတော့လုပ်ထားတဲ့ video တခုဒါတွေအကုန်လုံးအပန်တရားမဟုတ်ဘူးဆိုပြီးကျွန်တော်ဒီနေရာနေခြောက်ပြလိုက်ခြင်းတယ် ဆိုတော့ဒီမှာကြည့်နေကျွန်တော်ပြင်တယ်လေတကယ်ပဲယုံွားမထင်လေဒီမှာတကယ်ပဲဒီလိုဖြစ်သွားတာလားအမေရိကမှာဆိုတော့ကျွန်တော်လည်းလာမေးကြတယ် personally လာမေးကြတဲ့လူတွေအများရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်လည်းပြောတယ်ဒါတွေကတော့ fake ပါတရင်တစ်ခုယုံွားမယုံွားဆိုတာအဓိကတရင်မီဒီယာတွေအဖာပြောလေအဲ့ဒါနဲ့ပတ်သက်ပြီးကိုကဘာလို့လို့ရလဲဆိုတော့အဓိကအဲ့ဒါလေးကိုလေ့လာပါမီဒီယာလို့ပြောတဲ့အခါမှာလေ low budget မီဒီယာရှိမသွားပဲလေကျွန်တော်အဓိက international media တိကိစ္ဆာမျိုးတကယ်လို့ဖြစ်လာပြီဆိုရင် international media တကယ်ပဲစပ်ပြီနေမှာမဟုတ်တကယ်ပြောပြပါမယ်ဒီလိုတော့ဖြစ်လာနေပြီ ဘာဆက်လုပ်ကြမလဲဆိုတော့ဟိုကျွန်တော်ပြောရမယ်ဆိုရင်အခုမှဗျာဒါအမေရိကဆိုရင်အခုမှဒီကိစ္စတွေဖြစ်လာတာမဟုတ်အရင်တော့လည်းတခုဆိုရင် time travel တခြား parallel universe alien UFO area 51အာဘာမလို့ trying ရယ်အမေရိကအဲ့ဒါတွေနဲ့ပတ်သက်တာအရင်နာမည်ကြီးတဲ့နိုင်ငံတစ်ခုမှာအမေရိကမှာတလို့ဖြစ်သွားတယ်ဆိုတော့ကမ္ဘာတစ်ခုလုံးမှာဒီတည်ပြောင်းတာကျွန်တော်တို့ကျွန်တော်အခုလက်ရှိကြည့်နေကျွန်တော်တို့နိုင်ငံတွေတက်တော့မှာပဲမဟုတ်တကမ္ဘာလုံးမှာဒီကပြောင်းနေသွားတာ တကဘာလုံးရဲ့ဖြစ်ရှင်တဲ့တကလို့ထုတ်လာ။ဂျာထဲမှာဖြစ်သွားတဲ့ဂျက်စီကာကိစ္စဆိုလည်းအဲ့လိုမျိုးပဲ။ဆိုတော့အဲ့ဂျက်စီကာဗီဒီယိုမကြည့်ရသေးဆိုကျွန်တော်ဒီနားလေးမှာထည့်ပေးရမယ်။ကျွန်တော် TikTok account ရဲ့အပေါ်ဆုံးမှာကျွန်တော်ပင်ထားပေးထားတဲ့ဂျက်စီကာဗီဒီယိုတော်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 လေး view တော်တော်လေးလည်းကောင်းသွားတယ်အဲ့ဗီဒီယိုကိုကျွန်တော်ကြည့်လိုက်ရတယ်။ဆိုတော့အဲ့လိုမျိုးအခြေအနေမျိုးမှာဗျာ။ဘာလို့ဆိုအဲ့ကိစ္စအဲ့လိုတွေဖြစ်လာပြီဆိုရင်ဒါကြတဲ့ Jessica ဆုံးသွားတဲ့ကိစ္စဆိုလည်းမျိုးပဲအကုန်လုံးက AI မှမသိပဲတော့တကယ်ရှုံသွားကြတာဘာမှမသိဘူးဆိုတော့တကယ်ဖြစ်ခဲ့တဲ့ကိစ္စတွေဒါပေမဲ့ Jessica တကယ်သိသွားတာမဟုတ်သူကိုယ်လည်းတက်ရှင်ကြောင်းသူကိုယ်လည်း ်ပြီးโอเค but လိုမျိုးဖြစ်သွားတဲ့အပေါ်မှာကျွန်တော်ကိုယ်တိုင်လည်းဒီလိုကိစ္စမျိုးတွေကျွန်တော်လေ့လာပြီးတော့ okay တကယ်ဘယ်အမှန်လဲဘယ်အမှန်မှားလဲဆိုပြီးသိလာပြီးတော့ကျွန်တော်တင်ပြီးတော့ပါမယ်နောက်ထပ်ပြီးတော့လည်းဗီဒီယိုတွေထပ်တင်ပြီးတော့ပါမယ်ဒီရက်ပိုင်းကျွန်တော်ဗီဒီယိုတွေဖြတ်နေရတဲ့အကြောင်းရင်းကကျွန်တော်ဗီဒီယိုအမြဲကြည့်နေရလို့ဆိုရင်သိလိုက်မယ်ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုမှာအတန်တန်လေးပြောရတယ်အဲ့ဒါအဓိကကျွန်တော်ရဲ့အကြောင်းရင်းပဲ thank you